င်းဝမ်းမြူမှာပေါ်လာတဲ့ရေနံ့တော်ဆိုတာဗာလဲအားလုံးပဲမင်္ဂလာပါစကိုင်းမြူနီကိုဗဟုပြီးပြီးတော့လုတ်ခတ်သွားခဲ့တဲ့အင်အားခုနှစ်တသမာခုနှစ် Richard Space ရှိခဲ့တဲ့အင်အားပြင်းကလေးကြောင့်မန္တလေးစကိုင်းဒေသတော်ဝိုင်မှာပျက်စီးဆုံးရှုံးမှုတွေညခဲ့ပါတယ်လူနေစာအုပ်တွေဘာသာရေးဆိုင်ရာစာအုပ်တွေသာမကရှေးအောင်ရင်ခြေဖို့မွေးနေ့တွေပါငလျင်ပေးကြောင့်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်အဲ့ဒီထက်မှမှကျွန်တော်မြန်မာပြည်သူတရက်လုံးအတွက်နှမျိုးကိုအကောင်းဆုံးကတော့အင်းဝမ်းမြူကမင်းနေအုပ်ကြောင်းပါပဲ။ မင်းတို့အကြောင်းကဆိုရင်တော့မြန်မာနိုင်ငံအတွက်ရှေးအောင်မွေးနေ့တစ်ခုဖြစ်ပြီးတော့ UNESCO စီးရင်ဝင်လေဖြစ်တာမျိုးအဖို့မဖြစ်နိုင်ပါဘူးမင်းတို့အကြောင်းပြကြရသွားခဲ့သလိုအဲ့ဒီအနီးနားမှာမိခိုးနေရတဲ့မိသားစုတွေအတွက်ကတော့ပိုပြီးတော့စိတ်မကောင်းဖြစ်ရတာပါဘာလို့လဲဆိုရင်မင်းတို့အကြောင်းနီးနားမှာနေရတဲ့မိသားစုတွေကအကြောင်းကိုမိခိုးပြီးတော့အတန်မွေးဝမ်းကြောင်းပြုနေရတာပါပဲဒါကြောင့်သူတို့ရဲ့ခမုန်းတွေခွဲသွားသလိုဖြစ်သွားတာပါမင်းတို့အကြောင်းကြီးပြကြပျက်စီးသွားခဲ့ပြီမဲ့လေ တစ်ဖက်မှာတော့ရှီဟောင်းရင်နန်းတော်ကြီးဟာငလျင်ပြည့်ရီကျော်ကတဆင့်ပေါ်ပေါက်လာခဲ့ပါတယ်အင်းဝါမှာငလျင်ကြောင့်မြစ်ကြီးအကွဲမှုတွေဖြစ်ပေါ်ခဲ့ရပြီးအဲ့ဒီကနေတဆင့်ရှီဟောင်းစာအုပ်တစ်ခုပေါ်ပေါက်ခဲ့တာပါဒါကတော့မဲနူအုပ်ချုပ်ရဲ့အရှိမြောက်ဖက်အေယဝရီမြေကန်းနေပေးမှာပေါ်ထွက်လာခဲ့တာလည်းဖြစ်ပါတယ်ယခုမြင်တွေ့နေရတဲ့ရင်နန်းတော်ကိုမန္တလေးတိုင်းဒေသကြီးတဇဝူးမြို့နယ်ရတနာပူရအင်းဝါမြို့ဟောင်းစီပူမြို့ရိုးကြီးအပြင်ပတ် အရှိမြောက်တောင်တွင်ဂုံမောင်ခဲဟုစင်ပြူရှင်မင်းနှင့်သတိုင်းမင်းတို့လက်ထက်ကတိဆောက်ခဲ့တာပါဒါကိုလဝဲနော်ယထာမတ်၏ provide မှာတွေ့ရှိရမှာပဲဖြစ်ပါတယ်သမိုင်းမတန်းများတွင်ရေနံတော်အကြောင်းကိုဖော်ပြ၌စင်ကတ်လေကိန်ပါသောတရကင်းအုပ်လေကကြီးများအဆောင်များကို ကျွန်းသစ်ဖြင့်တိဆောက်ခဲ့ကြောင်းဖော်ပြထားပါတယ်အဆူအဆောင်များကိုမြမပိတ္တကဏိပညာအတိုင်းမြေဝင်တူကျောရတလန် အမြင့်တွင်ကြောက်ခင်းလျက်အပေါ်ပိုင်းတွင်သက်ဆိုင်ရာမင်းခမ်းမင်းသားများပါဝင်မည်ဟုယူဆရပါသည်မြမသမိုင်းမှာတော့ရှင်နန်းတော်ဟူသည်အုပ်ချုပ်သူဘီယင်မင်းကိုတိုင်စီ၍ကောင်းစေမင်္ဂလာပြုခြင်းတင်းကြံခေါ်တော်မူခြင်းအတားအီးသဖြင့်ပွဲဆင်နွှဲခြင်းနှင့်ရေကင်းသဖြင့်ဆင်ရင်ချင်းဖောက်ရန်အတွက်အသုံးပြုကြရာများပါသည်ဒါ့ပြင်မဲယခုပေါ်ထွက်လာတဲ့ရှင်နန်းတော်ဆိုတာကို အမိတက်ပြောရမရသေးပဲသူတေတီတွေရဲ့လ ీల မှုကိုစောင့်ဆိုင်းရအောင်မှာဖြစ်ပါတယ် ယခုအစာအုပ်ဆိုဒီမှာလဲအုတ်တိုက်ဆိုဒီမှာမှန်ကန်ပေမဲ့ရှေးဟောင်းအမွေနဲ့ဟုတ်ပါမလားဆိုတာကိုစောင့်ကြည့်ရအောင်ပါဖြစ်ပါတယ်လက်ရှိမှာတော့ငလျင်ပေးနဲ့ကုညီကစေးကိစ္စတွေမပြီးသေးတာမို့လို့ဒီကိစ္စအပေါ်အာယုံဆိုင်မနေသင့်ပါဘူးငလျင်အတွက်ကုညီကစေးတွေပြီးသွားတဲ့အခါကျမှပဲဒီရောက်မှရှိနေတဲ့တရုတ်တိုက်ကဘာလဲဆိုတာကိုကြွန့်ကျင်သူတွေတွေနဲ့တေချာအဖြစ်ရှာသွားရမှာဖြစ်ပါတယ် ကြည့်ရှုအပ်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကြည့်ရှုအပ်ပေးသူတိုင်းတဘာဝပေးရနေမှာကင်းရှင်းပါစေကြောင်းကျွန်တော်ရဲ့ Fighter Channel မှာစူတောင်းမီတာစကားလက်ဆောင်ပါလိုက်ရပါတယ်ခင်ဗျာ